မတို့ ਨੇ တိုင်ပတ်ဖြစ်တဲ့အတင်းကသင်းပြီးရဲ့အဖွဲကဟို KZ နဲ့အမရယ်ရှယ်ပေါ့နော်ဒီနေ့အရှင်းတိုက်တာကတော့အခက်ခဲရတော့အရင်ရယ်တော့မရှိပါဘူးဘာလို့လဲဆိုတော့ဟိုဒါမဲ့မရှိဘူးဆိုပေမဲ့လည်းရှိတော့ရှိတယ်တခြင်းကအစိမ့်တက်တက်ကြီးဖြစ်နေတယ်အဲ့တော့ကြက်လက်ချက်ကရယ်တခြင်းကိုတေချာလေးနဲ့နှောက်ထောင်ရတယ်မူရင်းအရသာပြတ်သွားမှလည်းစိုးရသေးတယ်ကျွန်တော်တို့ဆိုလို့ရှိရင်တခြင်းကိုတေချာလေးညှိတယ်ညီမရေဘယ်ညမှာဘယ်လိုဆုံမဲ့ ။တချင်ဘယ်လိုလေးလုပ်မလဲဘယ်လိုပုံစံလေးလုပ်မလဲဆက်ဒေချာလေးညှိရတယ်။ဒါပေမဲ့ဟိုပြိုင်ဘက်အသင်းမှာကျတော့ဟိုအဲ့လိုညှိရလဲမတွေ့ရဘူးပေါ့။ဒါပေမဲ့အသေးရဲ့အားသာချက်အားလုံးကြကြတော့အားသာချက်ကြတော့ဒီသူတို့စီမှာကဟိုတယောက်ချင်းစီမှာတို့မီရဲ့အတန်ကာလာရဲ့အနေချင်းရှိရပါတော့အဲဒါပေမဲ့ခုနအခုပြောသလိုပဲနှစ်ယောက်သားပေါ့နော်အဲ average ဟိုပေါ့နော်တေချာမလုံးကြဘူးလို့ထင်တယ်အဲ့လိုမျိုးအဲ့လိုမျိုးတွေ့ရပါတော့ဂျိုင်းပန်သင်းရဲ့ အားနဲ့ချက်အားသာချက်ဆိုလို့ရှိရင်သူတို့ဟိုသူထိုင်းသားလည်းဖြစ်တာပေါ့ဖြစ်တော့တချင်းကလည်းဟိုအရင်ဝဲတဲ့အတန်နဲ့ဆိုလို့ရလဲဆိုပြီးရေဆိုပြီးတော့သူတို့ရဲ့ pressure တွေမှာအဲ့ဒီအတန်ဝဲတာတွေကသူတို့အတွက်အားနဲ့ချက်ပေါ့အဲ့လိုမျိုးပြီးတော့အားသာချက်ကကျတော့အတန်ပါဝါလှတယ်ညာဆလုံးကအတန်ပါဝါလှတယ်ဆိုတော့ကောင်းပါတယ်အားနဲ့ချက်အားသာချက်ကတော့လည်းပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့အာတခြင်းအားကြတော့ကျွန်တော်တို့မင်းနိုင်ပြီးမှပေါက်ရတဲ့တခြင်းဖြစ်တဲ့အခါကျတော့ကျွန်တော်တို့မကြားဖွယ်တခြင်းလေးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့အားနေချက်ဟိုပြောရမယ်ဆိုရင်တော့အာအဲ့လိုစာသားတွေကြိတ်ရတာပြီးတော့အတန်ထွက်ပိုင်းဆိုင်ရာတွေဖန်အောင်လေ့ကျင့်ရတာလေးရတော့အာနေငယ်အာခက်ခဲတွေ့ရပါတယ်ဟုတ်ကဲ့အားနေချက်တော့ပြောရအောင်ပြန်မဲ့အတွေးရဲ့မြမတို့ရဲ့ပြန်မဲ့အတွေးရတာချက်ကိုတွေ့ရမယ်ဆိုရင်တော့ င်တို့ကတော့တခြင်းကိုအရန်ကြီးတက်ပြီးတော့အရန်ကြီးစိုးရင်တာမျိုးမတွေ့ဘူးပေါ့နော်တို့ကမှအဲတခြင်းကိုတို့ကတခြင်းနဲ့ဟုတ်နားချောင်းနဲ့ရင်နားချောင်းနဲ့တို့ကရရတယ်ပေါ့နော်အဲ့ဒါလေးတော့တို့ရဲ့အာသာချင်းလို့ပြောလို့ရပါတယ်ဟုတ် တို့ရဲ့အားနည်းချက်ကို ပြောရမယ်ဆိုရင်တော့အားနည်းချက်ကတို့ရဲ့အားနည်းချက်တော့မရှိသလားပေါ့နော်ဒါပေမဲ့တို့ music arrangement လုပ်တဲ့အချိန်မှာ creative point ဆိုင်ရာမှာနည်းနည်းအားနည်းတယ်လို့ပြောရမှာပေါ့ဒီလောက်လေးပဲတို့ရဲ့အားနည်းချက်ကတော့အများကြီးမရှိဘူး